ကြီးရောအိမ်တွေပြည်သူနေတဲ့အိမ်တွေစာတင်ကျောင်းတွေဖုန်းကြီးကျောင်းတွေဘာမှမတည်ဘူးဟုတ်လားမဟုတ်ဘူးလားအဲ့တော့တိုင်းပြည်ပေါ်မှာအကျန်းဖက်နေတဲ့အကျန်းဖက်သမားကအဲ့ဒီ PDF တွေလာတိုင်းရင်းသားလက်ထက်ကိုင်းနေတာမင်းတို့စစ်သက်လားမင်းပြောသလိုမဟုတ်တယ်လက်နဲ့ကြီးနဲ့အကိုပြစ်ချတာရွာလာအိမ်လာစာတင်ကျောင်းလာဖုန်းကြီးကျောင်းလာခေတ်ဆံဖျားကျောင်းလာစေးရုံလာဘာမှမတည်ဘူးတကယ်လုံလားမလုံဘူးလားမလုံဘူးဆိုလို့ညင်းရဲတဲ့ကောင်လာခဲ့အခေါ်တယ်လား နောက်ဆုံးရရှိထားတဲ့ဒရင်ကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြက်ဖြူဝင်းနယ်ကမင်းတက်တောက်တိုက်ပွဲမှာအင်အား80ကျော်ပါတဲ့အချက်ပစကောင်စီရဲ့တပ်မကိုကိုစစ်ကြောင်းတကြောင်လုံးအဆက်အသွယ်ပြတ်တောက်ပျောက်ဆုံးနေတဲ့အပြင်တပကလက်ခမော်စစ်တပ်စခန်းကိုလည်းအရကတတော်အေအေကသိမ့်ပိုက်လိုက်ပြီဆိုပါလေ ။ဒင်းနိုင်တိုင်းပလောမျိုးမှာပြည်သူတွေကိုစစ်တပ်အကူနဲ့အနံ့ကျင့်ချိတ်ချောက်နေတဲ့လက်နက်ကိုင်ပစ္စတိကောင်းဆောင်ကလာနီအပါဝင်ပစ္စတိတုံးဦးဟာမြို့ပေါ်ကစံဝင်အရက်ဆိုင်မှာတောက်စားမူးယူနေတဲ့အချိန်တော်လိုင်းရေမော်တွေကဝင်းရောက်ပစ်ခတ်ရှင်းနေရမှာတုံးဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ရပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုဘလော့ဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကမင်းတက်တောက်တိုက်ပွဲမှာအင်အား80ကျော်ပါတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မကိုကိုစစ်ကြောင်းတကြောင်းလုံးအဆက်အသွယ်ပြတ်တောက်ပျောက်ဆုံးနေတဲ့အပြင်တပ်ဖက်ကလက်ခမောဂျေးရွာစစ်တပ်စခန်းကိုလည်းအရခတတော် AA ကတိမ့်ပိုက်လိုက်ပြီးလို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ ဖြစ်စဉ်ကတော့မေလာနေ့ရက်နေ့ကပဲကြောက်ဖြူမျိုးနဲ့မင်းတတောင်မှာရှိတဲ့အချက်ဖက်စကောင်စီရဲ့ကကင်းစခန်းကိုအရကားတော်အေးကဝင်ရောက်တက်ခတ်ရမှာစခန်းပဝင်းဂျင်မှာတက်ဖြန့်ထားတဲ့အင်အား80ကျော်ပါအချက်ဖက်စကောင်စီရဲ့တပ်မကိုကိုစစ်ကြောင်းတကြောင်းလုံးအဆက်အသွယ်ပြတ်တော့ပျောက်ဆုံးနေတယ်လို့စစ်တပ်သတင်းရေးမြစ်ကဆိုပါတယ် ။ဒါပြင်ကျောက်ဖြူမြို့နယ်မှာရှိတဲ့အချက်ဖက်စစ်ကောင်စီရဲ့အမှတ်32ရက်တရက်အနီးနဲ့ဒညဝရီရေတပ်စခန်းအနီးတို့မှာလည်းအချက်ဖက်စစ်ကောင်စီတပ်နဲ့အရခတတော်အေအေကြာအခုမေလပထမအပတ်ထဲမှာပဲတိုက်ပွဲတွေဖြစ်ပွားနေရမှာစေကောင်စီဘက်ကအထိနာနေပြီးစစ်တပ်စစ်ကြောင်းတချို့လည်းနောက်ဆုတ်နေရတယ်လို့အဲ့ဒီတိုက်ပွဲတွေအတွင်းဒဏ်ရာရတဲ့သူတို့ရဲ့စစ်သားတွေကိုလည်းစစ်တွေဈေးရုံနဲ့တပ်နဲ့ဈေးရုံတွေကိုတောက်လျှောက်ပို့နေရတဲ့အပြင်တပတ်ကလက်ခမော်စစ်တပ်စခန်းကိုလည်းအရခတတော်အေအေကတင်ပိုက်လက်ပြီးလို့စစ်တွေမြို့တည်ရင်ရှင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။ တစ်ဖက်မှာတော့ဒင်းတိုင်းတိုင်းပလောမျိုးမှာပြည်သူတွေကိုစစ်တပ်အားကိုးနဲ့အနိုင်ကျင့်ချိန်ချောက်နေတယ်လက်နက်ကိုင်ပြစော့တီခေါင်းဆောင်ကလာနီအပါဝင်ပြစော့တီ၃ဦးဟာမြို့ပေါ်ကစံဝင်အရက်ဆိုင်မှာပေါက်စားမူးယူနေတဲ့အချိန်တော်လိုင်းရေပေါ်တီကဝင်းရောက်ပြစ်ခတ်ရှင်းလိုက်ရမှာအပုံစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီလို့ဗိခရိုင်အမတ်တတရင်ရက်တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ6ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲ ပလောမျိုးအမှတ်နှစ်ရက်ကွက်မှာရှိတဲ့စံဝင်အရက်ဆိုင်မှာအပေါက်စားမူးယူနေတဲ့ပြစောတိကောင်းဆောင်ကလာနီအပါဝင်ပြစောတိကျော်သူရနဲ့တန်းနိုင်စုတို့တုံးအုပ်ကိုဒေါ်လာကြီးရပေါ်တွေကဝင်းရောက်ပြက်ခတ်ရှင်းနေရမှာပုံအုံစလုံးနေရာမှာတွေပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်ဆိုပါလေအဲ့ဒီလိုပြက်ခတ်ရှင်းနေခံရတဲ့လက်နက်ကိုင်ပြစောတိတုံးအုပ်စလုံးဟာအဂျက်ဖက်စကောင်စီရဲ့အကြီးစားဒုတ်တိုင်တွေဖြစ်တယ်လို့ ပလောမျိုးနယ်အတွင်းမှာတော်လန်ရေးအင်အားစုတွေရဲ့မိသားစုနေအိမ်တွေကိုဒုက္ခအပေးဆုံးသူတွေဖြစ်ပြီးစစ်တပ်အားကိုနေပြည်သူတွေကိုညီမျိုးစုံ ဖိနှိပ်ချိန်ချောက်နေတဲ့သူတွေဖြစ်တယ်လို့အခုတော့တေကုန်ကြပြီလို့ဗိခရိုင်အမှတ်တက်ရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဖတ်မှာတော့မန္တလေးမြို့ကတတူးလေးစိတ်မှာ MNA လေးရင်မီးလောင်နေတဲ့အချိန်အရေးပေါ်တကားဖွင့်မပေးမှုအတွက်သဆိုင်ရာကိုတိုက်ကြမယ်လို့ခီးတဲ့တူးကရန်ကုန်ခေတ်တိကိုပြောပါတယ် ဖြစ်စဉ်ကတော့မေလ6ရက်နေ့ဖြစ်တဲ့မနေ့ကပဲမန္တလေးမြို့တတဦးလေစိတ်ကနေရန်ကုန်မြို့ကိုပြန်တမ်းမဲ့ MNA လေရင်တစည်းဟာလေရင်ဘိတ်မီလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်လေရင်ကပတိန်ကိုတိုင်ကမီလောင်နာကိုမီးနှိမ်နေပါပြီလို့ဝန်ခံတဲ့အချိန်အထိတောင်လေရင်ရဲ့အရေးပေါ်တကားကိုဖွင့်မပေးတဲ့အတွက်သက်ဆိုင်ရာကိုတိုင်ကြားမယ်လို့ကီးတဲ့တဦးကရန်ကုန်ခေတ်တိကိုပြောထားပါတယ် နောက်ထပ်ခီးသည်တူကလည်း MNA လေချောင်းလိုင်းကသူတို့ရဲ့လေရင်ဘိတ်မီးလောင်နေတာကိုခီးသည်တွေအတွက်အရေးပေါ်တကားမဖွင့်ပေးတဲ့အပြင်ဒါတော့အဲ့ဒီလေရင်ဟာပြည်လန့်ပေါ်မှာအပေါ်ကိုပြန်ဖို့နှစ်ခါစူးစမ်းတာတောင်လုံးဝအပေါ်ကိုမတက်ဖဲညှော်နဲ့မှထွက်လာမှမီးလောင်မဲ့တည်ရတာဖြစ်ပြီး MNA လီချောင်းလိုင်းကတော်တော်ကိုအခြေအနေစိုးပါတယ်ဆိုပြီးခီးသည်တူကိုယ်တိုင်သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတည်တယ်။ဒါပြင်နောက်ထပ်ခီးသည်တူကလည်း လေမှာမီးလောင်မှုကြောင့်ညှော်နှံ့တွေရနေပေမဲ့အရေးပေါ်တကားဖွင့်မပေးပဲလေနဲ့ပတ်သက်လို့ခီးသည်တွေကိုတေချာရှင်းမပြခဲ့တာတွေအတွက်သက်ဆိုင်ရာကိုတိုင်ကြားမယ်ဆိုပြီးတော့ပါရေးသားထားပါတည်တယ်ခင်ဗျ ဖက်မှာတော့အချက်ဖက်စစ်ကောင်စီကနိုင်ငံတကာကိုလူကြောက်ကအောင်သူတို့စစ်တပ်ကမေလာကုံထိအပြစ်ရထားပါတယ်လို့ကြေညာခဲ့ပြီးတဲ့နောက်မှာပဲတဖက်မှာကောလင်းမြို့နယ်ရှောက်ပင်ချန်ဂျေးရွာကိုဒီကနေ့မေလာ9ရက်နေ့မနက်ပိုင်းမှာပဲလေနဲ့လာပြီးဘုံကျဲတက်ခိုက်သွားမှုကြောင့်နေအိမ်တွေနဲ့အဆောက်အုံတွေပျက်စီးထားပြန်တယ်လို့ကောလင်း info ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဒါကတော့အကျန်းဖက်စစ်ကောင်စီကမေလ6ရက်နေ့ကနေမေလ30ရက်နေ့အထိသူတို့စစ်တပ်ကနေတတိယအကြိမ်အပြစ်ရပ်ထားပါတယ်ဆိုပြီးရုရှားခီးစင်မတော်မီနိုင်ငံတကာကိုလူချကောင်းအောင်မနေ့ကပဲကြီးညာခဲ့တာဖြစ်ပေမဲ့တစ်ဖက်မှာတော့ဒီကနေ့မေလ9ရက်နေ့မနက်ပိုင်းမှာပဲစကိုင်းတိုင်းကကောလင်းမြို့နယ်ရှော့ပင်ချန်ကြီးပါကိုလင်းနဲ့လာပြီးဘုံတွေကျဲချသွားပြန်တယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ်တွေနဲ့အဆောက်အုံတွေလည်းပျက်စီးထားပြီးအဲ့ဒီလိုစစ်ကောင်စီဘက်ကအပြစ်ရကြီးညာခဲ့တဲ့ကာလတွေတိုင်း လေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်ရမှာပြီးခဲ့တဲ့အပြစ်ရဲ့ကာလတွေမှာတင်နိုင်ငံတော်ဝန်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီး300နီးပါးပြုလုပ်ခဲ့မှုကြောင့်ရဲသားပြည်သူ290ကျော်တိစုံခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူအယောက်400ကျော်ကဒဏ်ရာတွေရခဲ့တယ်လို့မြို့သားညီညွတ်အစိုးရအင်ဂျီရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကနေတည်ဝင်ထုတ်ပြန်ခဲ့ပါသေးတယ်ခင်ဗျ။ ါမှာတော့မကွေးတိုင်းမှာရှိတဲ့ကြောက်ထုမြို့မှာစောက်လို့ရေးပစ္စည်းတွားဝယ်တဲ့တန်ဃာတော်တပားနယ်ပြည်သူတို့ကိုအကြမ်းဖက်စကောက်စီတပ်ကဖမ်းဆီးရိုက်နှက်နှိပ်စက်မှုကြောင့်တန်ဃာတော်ကပြန်လည်မှုသွားပြီးပြည်သူလဲစေဝါကူတာမှုခံယူနေရတယ်လို့ရောလင်းနဲ့အဖွဲ့ရဲ့ကိုအောင်ကြီးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ3ရက်နေ့ကပဲမကွေးတိုင်းကစောမျိုးနယ်တပြင်းကျေးရွာဖုန်ကြီးကျောင်းကတတ်တော်40အရွယ်တန်ဃာတော်နဲ့ဒကာကိုစမ်းမင်းဦးဆိုသူတို့ဟာကြောက်ထုမြို့ပေါ်ကိုစောက်လို့ရေးပစ္စည်းဝယ်ဖို့ဆိုင်ငယ်နဲ့ထွက်လာတဲ့အချိန် အရက်သေးစားတောက်စားထားတဲ့စစ်ကောင်စီတပ်သားတွေကအကြောင်းမဲ့ဖမ်းဆီးသွားတယ်ဆိုပါတယ် အဲ့ဒီနော်တန်ဃာတော်နဲ့ကိုစမ်းမင်းဦးဆိုသူတို့ကိုစစ်ကောင်စီတပ်သားတွေကကြောက်ထုမြို့အမြောက်တက်ထဲခေါ်သွားပြီးတနေကုန်အကြောင်းမဲ့ရိုက်နှက်စစ်ဆေးနှိပ်စက်ပြီးမှပြန်လွတ်ပေးလိုက်ရမှာတပြင်းကြီးရွာကိုပြန်ရောက်တဲ့အချိန်တန်ဃာတော်ကတော့ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ပြန်လွန်တော်မူသွားပြီးတကားကိုစမ်းမင်းဦးဆိုသူလည်းပေါမဓာတ်နဲ့ပါအထိုးခံထားရတဲ့ဒဏ်ရာတွေအပြင်တကိုယ်လုံးဖူးယောင်နေတဲ့ဒဏ်ရာတွေနဲ့ဇေဝကူတာမှုခံယူနေရတယ်လို့ရော်လင်းနှက်ဖွဲ့ရဲ့ကိုအောင်ကြီးကပြောထားပါတယ်ခင်ဗျ အခုတခါနိုင်ငံတကာသတင်းဘက်မှာတော့အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံအပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်ပါကစ္စတန်လေပိုင်နှက်ကိုခီးတဲ့တင်လေရင်နဲ့ကုန်တင်လေရင်တွေအားလုံးရှောင်ရှားပြန်တန်းနေရတယ်လို့ CNN သတင်းတရအရသိရပါတယ်။ဒါကတော့ဒီကနေ့မေလ9ရက်နေ့မနက်ပိုင်းမှာပဲအိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံအတွင်းမှာရှိတဲ့ကက်ရှမီးယားဒေသတွေကိုဒုံးကျည်တွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးဒါဟာကက်ရှမီးယားဒေသမှာအိန္ဒိယနိုင်ငံသားအများစုတည်ဆုံးစီခဲ့တဲ့အချက်ဖတ်လုပ်ရအတွက်လက်တုံ့ပြန်တာဖြစ်တယ်လို့အိန္ဒိယအစိုးရကတရားဝင်သတင်းထုတ်ပြန်လိုက်တယ်လို့ ဖက်ကပါကစ္စတန်နိုင်ငံကလည်းအိန္ဒိယနိုင်ငံရဲ့တိုက်လေယာဉ်တွေနဲ့ drone တွေကိုပြန်လည်ပစ်ချမှုတွေဖြစ်ပွားခဲ့ပါတယ်။လက်ရှိအချိန်ထိလည်းနှစ်နိုင်ငံစီအေးတင်းမှမှုတွေမြင့်တက်နေပြီးအဲဒီကက်ရှမီးယားဒေသအပဝင်းနှစ်နိုင်ငံနေဆက်တွေနဲ့နှိကတဲ့ပြည်နယ်တွေမှာပါအရေးပေါ်ပြောင်းရွှေ့မှုတွေလုပ်နေရသလိုနှစ်နိုင်ငံအစိုးရတွေဘက်ကလည်းစီအေးပြင်ဆင်မှုတွေအကြီးအကျယ်လုပ်နေကြပါတယ်။အဲ့ဒီလိုအိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံအပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်လက်ရှိမှာပါကစ္စတန်နိုင်ငံလေပိုင်နက်ကို ဂီသက်တင်လေရင်နဲ့ကုန်တင်လေရင်တွေအားလုံးရှောင်ရှားပြန်တန်းနေရတယ်လို့ CNN သတင်းတရက်အရာသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ